ာဂျယ်ဆိုရာကတော့အပြာရောင်မျိုးလုံးပိုင်ရှင်မင်းကလေးတယောက်ဖြစ်ပါတယ်။သူမရဲ့လှပလုံးနဲ့မျိုးလုံးတွေကိုလည်းလူတွေကအားကိုပေါ်ကြကြတာပေါ့။သူကတော့မိတွေအမေနဲ့မိတွေနဲ့အတူတူပါလာတဲ့သမီးနဲ့အတူတူနေထိုင်ပါတယ်။သူတို့ကတော့ကာဂျယ်ကိုသဘောမချကြပါဘူး။တခြားသူတွေအကုန်လုံးကကာဂျယ်ရဲ့လှပတဲ့မျိုးလုံးတွေကိုချီချူးနေခဲ့တဲ့အခါမှာဆိုရင်လေသူတို့တွေကတော့မနာလို့ဖြစ်နေခဲ့ကြပါတယ်။တပြားကိုလာကြည့်ကြတဲ့ကောင်လေးတွေကလည်းကာဂျယ်ရဲ့လှောက်ပါတဲ့မျိုးလုံးတွေကိုတွေ့ရတဲ့ကာဂျယ်ကိုပဲသဘောကျသွားကြတာပေါ့ ကဲဒီမှာကြည့်ပါအောင်ဘယ်သူလာတာလဲဆိုတာကိုဖုန်းတော်ကြီးရေဘယ်သူလာတာလဲဆိုတာကိုပြောမှကျမအသိမှာပေါ့မပြောဘဲနဲ့ကျမဘယ်လိုလုပ်ခမ်းမန်းတက်မှာလဲဘယ်သူ့ကိုပဲခေါ်လာခေါ်လာကျမအားလုံးမှတ်မိနေရမှာလားဒါတော့မဟုတ်သေးဘူးလေဩသူတို့တွေကဒီပြားကိုကြည့်ဖို့ကြွာလာကြရမိသားစုဝင်တွေလေအတော်လေးကိုရိုးသားပြီးတော့ကောင်းမွန်ကြတဲ့အတိုင်းဝိုင်းတစ်ခုပဲဩကျမရဲ့သမီးလေးကိုလာကြည့်ရလားဟုတ်ပြီဟုတ်ပြီအားဆိုရင်တော့ကျမတို့ခေါ်ပေးမယ်နော်ဒီပြားရေဒီပြားဘယ်ရောက်နေရလဲကဲကဲကဲဒီမှာကောင်းလေးဘက်ကမိသားစုဝင်တွေရောက်နေတယ် အနေအဆုံစားတော့ဖို့အကျော်လက်ဖိနဲ့မုတ်တွေကိုယူလာခဲ့ပေးစမ်းမောင်းခဏနေတော့တပြားကလည်းသူရဲ့ညီမဖြစ်သူကာချောင်းနဲ့အတူတူပဲစားတော့ဖို့အကျော်မုတ်တွေကိုယူလာခဲ့လိုက်ပါတယ်သူတို့တော့ကတော့ဒီပြောကိုသဘောမချဘဲနဲ့ကာဂျယ်ကိုသဘောချသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူပြောလိုက်ပါတယ်။အဖေနဲ့မေကျွန်တော်ကတော့မင်္ဂလာဆောင်ကိုသဘောချုံနှစ်သက်ပါတယ်။မင်္ဂလေးကိုကျွန်တော်ကျွန်တော်သဘောချတယ်။သူရဲ့အရန်ကိုလှပါတယ်မျိုးလုံးတွေကိုကြည့်ပါအောင်။အပြာရောင်မျိုးလုံးတွေဘလောက်တောင်မှလှပါလိုက်လေ။ တပြောင်းငါနဲ့ကိုပြောတယ်လေလဖေ့နဲ့မုတ်တွေကိုတယောက်တည်းယူလာခဲ့ပါဆိုနေမှနင်ဘာဖြစ်လို့သူ့အမြဲတမ်းခိုင်းနေရတာလဲကာဂျယ်ကတော့အတော်လေးကိုရိုးသားပြီးတော့တဲမန်လွန်နဲ့မိန်ကလေးတယောက်ပါဒါကြောင့်သူကလည်းအထဲကိုအမြန်ပြေးဝင်သွားခဲ့ပါတယ်ကဲတားလေးရေဖုန်းတော်ကြီးကငါ့ရဲ့တမီလေးမိင်္ဂလာဆောင်အတွက်ကောင်းလေးရှာခိုင်းထားတော့သူအခုနေအတွက်ငါ့ရဲ့တမီကိုလာကြည့်တာလေတပြားတော်လာကြည့်တော့ကာဂျယ်အတွက်မဟုတ်ဘူးကာဂျယ်ဆိုတာကငါ့ရဲ့လင်ပါတမီပဲအာကျွန်တော်ကတော့ကာဂျယ်ကိုပဲတဘောကြပါတယ် ဒီလိုနဲ့ပဲကောင်းလေးမိသားစုဝင်တွေအကုန်လုံးကတူတော်လေးနဲ့ကောင်းလေးနဲ့ကာဂျယ်ကိုပဲလက်ထပ်ဖို့အတွက်အတင်းချက်ပြောဆိုနေခဲ့ကြပါသည်။ဘလို့ဖြစ်တာလဲဖုန်းတော်ကြီးရဲ့ဒီပြားရဲ့တပ်ပုံကိုသူတို့ကမပြားတော့ခဲ့ဘူးလား။အမေကျွန်တော်တို့တော့ကြတာပေါ့။ကျွန်တော်ဒီပြားနဲ့လက်မထက်ချင်ဘူး။တကယ်လို့ကျွန်တော်ကိုကာဂျယ်နဲ့လက်ထပ်ဖို့အတွက်သဘောတူတယ်ဆိုလို့ရှင်တော့ပြောလိုက်ပါကျွန်တော်ပြန်လာခဲ့ပါမယ်။ပြောဆိုပြီးနောက်မှာတော့ကောင်းလေးမိသားစုဝင်တွေအကုန်လုံးကလည်းထပ်ပြန်သွားခဲ့ကြပါသည်။ဖုန်းတော်ကြီးကလည်းအမြန်ထပ်ပြန်သွားခဲ့ရပါတော့။ ကာကြက်ကတကယ်အရန်ကိုလှပလွန်တဲ့ main clip ဖြစ်တဲ့အပြင်သူမရဲ့မျိုးလုံးတွေကလည်းအတော်လေးလှပလွန်တဲ့အတွက်အားလုံးကသူမကိုသဘောကျကြပါမယ်သဘောမကျကြသူတွေလည်းရှိနေပါသေးတယ်နောက်နေ့မှာတော့ကာဂျယ်ចောင်းကိုရောက်သွားခဲ့တဲ့အခါမှာတော့အသက်50အရွယ်ចောင်းဆရာကြီးကသူ့ကိုမြင်ပြီးဒေါသထွက်သွားခဲ့ပါတယ်။ကဲဘလို့ဖြစ်တာလဲ။နေမလားမချင်းငါအတန်းမဆောက်ဘူးဆိုတော့ကိုနေမသိဘူးလား။ဒီနေ့ဘာဖြစ်တော့အဲ့လောက်တောင်မှနောက်ကျနေရတာလဲ။ကျမအမောက်ကိုကြည့်ဖို့အတွက်ဒေါသဘက်ကသူတွေလာနေရတဲ့မုတ်တွေပြင်ဆင်ပေးနေရ။အဲ့ဒါကြောင့်နောက်ကျသွားခဲ့ရပါ။ ကောင်းပြီကောင်းပြီဒါဆိုလို့ရှင်တော့ကြောင်းဆင်းပြီးတော့တဲ့အခါကြောင်းလို့ရှင်တော့တနားရီလောက်နောက်ကြပြီးမှနေအိမ်ကိုပြန်ရလိမ့်မယ်အချိန်ပေါ်နေတင်ရမယ်ဒီနေ့ဒီလိုနဲ့ပဲကြောင်းလှသွားခဲ့တဲ့အခါမှာတော့ဆရာကကာဂျယ်ကိုနောက်ထပ်တနားရီအချိန်ပေါ်ခေါ်တင်ပေးခဲ့ပါတယ်အချိန်ပေါ်ခေါ်တင်နေဆိုတော့ကတော့အကြောင်းပြချက်တစ်ခုသားဖြစ်ပါတယ်စာတင်နေတော့မဟုတ်ပဲနဲ့သူမရဲ့လက်ကိုကိုင်လိုက်သူမရဲ့အသားကိုထိဖို့စူးစမ်းလိုက်နေပဲလုပ်နေခဲ့ရပါနောက်တနားကြီးကြတော့မှကာဂျယ်အင်ကိုပြောင်းလာတဲ့အခါမှာတော့သူရဲ့အမေနဲ့အမနှစ်ယောက်စလုံးကလည်းပြောရွှေနေခဲ့ကြပါသေး ကဲဒီမှာကကြက်လေးငါနဲ့အကျော်အရန်ကိုလှောက်ပါတယ်နေကမြေမှန်လည်းဝယ်လာခဲ့ပြီးဒီမြေမှန်အမဲလေးကတော်တော်လေးကိုလှပြီးနေနဲ့လည်းလိုက်မှာနေရဲ့မျက်လုံးတွေကအရန်ကိုလှောက်ပါတော့တဲ့အတွက်လူတွေကနေရဲ့မျက်လုံးကိုပဲလိုက်ပြီးတော့ကြည့်နေကြတာလीအဲ့ဒီရောနင်းလဲစိတ်မသက်မသာဖြစ်တယ်မလားဒီမြေမှန်ကိုသာတက်ပြီးတော့အမြဲတမ်းနေလိုက်မယ်ဆိုလို့ရှင်တော့နင်းဘာမှစိတ်မသက်မသာဖြစ်စရာအကြောင်းလည်းမရှိတော့ဘူးဟုတ်ကဲ့ပါအမေကောင်းပါပြီဒီလိုနဲ့ကကြက်ကလည်းသူ့အမေပေးလိုက်တယ်မြေမှန်ကိုရှူပြီးအခန်းထဲကိုဝင်သွားခဲ့ပါတယ်ကဲဒီပြောင်း နေကျောအကောင်လေးတရရောက်ရောက်လာတဲ့အခါတိုင်းလေလေသူ့ကြောင့်နေပဲမင်္ဂလာဆောင်ကအမြဲတမ်းပြတ်စည်းနေရတာလူတွေကလည်းလေသူ့ဘာလို့များတလောက်တောင်မှသဘောကျနေကြတာလဲစဉ်းစားလို့ကိုမရဘူးဒီမော့အစွမ်းတွေကရဲအကြာကြီးခံစရာအကြောင်းမရှိတော့ဘူးတစ်ဖက်မှာကာဂျယ်ကတော့မြမတက်လိုက်ပြီးနောက်မှာတော့မှန်နေမှာသူ့ကိုယ်သူအကြိမ်ကြိမ်ကြည့်နေခဲ့မိပါတယ်မြမနဲ့သူမကပို့ပြီးတော့မှလှပါလုံးနေပါသေးတယ်သူမခဏနေသွားတဲ့အခါမှာတော့မျိုးလုံးတွေကအရန်ကိုဆက်လာခဲ့ပြီးတော့ပူလောင်လာခဲ့ပါတယ်ဒါကြောင့်သူမချက်ချင်းပဲမြမကိုချုပ်ပြလိုက်ပါတယ် ဲကဲကဲညမိုးချုံနေပြီလေညစာထမင်းဟင်မချက်သေးဘူးလားကာကြလီရဲ့ဘာလုပ်နေရလဲအမေအမေမျက်လုံးတွေတော်တော်လေးကိုဆက်နေပြီးအမေရဲ့မျက်လုံးတွေကအတော်လေးကိုချိန်ပြီးတော့ဆက်နေတယ်ပြီးတော့ဘာမှလည်းမမြင်ရတော့ဘူးအပေါ်ရီပြောမနေစမ်းမနဲ့မျက်လုံးတွေအမိုက်ဝင်သွားတာဖြစ်မှာပေါ့မနှက်ဖြန်ကြမှာဆရာဝန်နဲ့တွားပြလိုက်ဒါပေမဲ့ကာကြလီရဲ့မျက်လုံးတွေကတော့လုံးဝကန်းသွားခဲ့ပါပြီဒီအချိန်မှာတမကအချိန်ချင်းပြောနေခဲ့တဲ့အတွက်တမရဲ့မိခင်ဖြစ်သူကစေကံကိုခေါ်သွားလိုက်ပါတယ် ။စရိယံကိုရောက်သွားခဲ့တဲ့အချိန်မှာတော့စရိယဝင်ကမျက်ကြည်လွားပြက်စီသွားပြီးဆိုတဲ့အကြောင်းပြောပြခဲ့ပါရီ။နောက်နေ့ကဂျယ်ချောင်းကိုမလာတဲ့အတွက်ကြောင့်မို့လို့သူရဲ့ဆရာကိုယ်တိုင်ကအင်ကိုရောက်လာခဲ့ပါရီ။ဒီနောက်မှာကဂျယ်ရဲ့မိတွေအမိကလည်းဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုအမှန်အတိုင်းပြောပြလိုက်ပါရီ။ကဂျယ်ကစရိယံကိုကြော်တာလေ။သူက စာလဲတော်တယ်ဆိုတော့မျက်လုံးအလင်းအောင်ဆုံးရှုံးသွားတာနဲ့ပဲသူရဲ့ဘဝမှာရှေ့မဆိုင်ရတော့ဘူးလား။သူမှမျက်လုံးမရှိတော့ဘူးဆိုရင်တော့ကျွန်တော်ကသူ့ကိုစာသင်ပေးနေအောင်ပါသူ့အကြောင်းလွှတ်လိုက် ကျွန်တော်ကအကောင်းမွန်ဆုံးစာကိုတင်ကြပြတော့ပေးနိုင်တဲ့ကျောင်းဆရာတယောက်ပါအဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့ကျွန်တော်နေ့တိုင်းအိမ်အထီကာဂျယ်ကိုလာခေါ်မယ်ပြီးတော့ရင်တော့သူ့အိမ်ပြန်လိုက်ပို့ပေးမယ်ဆရာစကားကိုကြားခဲ့ရတဲ့အခါမှာကာဂျယ်ပြောရှင်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲသူဆရာနဲ့အတူတူသူကလည်းကျောင်းကိုလိုက်သွားခဲ့ပါတယ်ကဲကာဂျယ်နေဒီမှာပဲခဏလေးထိုင်ဆောင်နေပါ အတန်းထဲမှာရှိတဲ့ကလေးတွေအားလုံးပြန်သွားတဲ့အခါကြာလို့ရှင်တော့ငါနင်းကိုစာတင်ပေးမယ်။နင်းဒီပုံစံအတိုင်းအတန်းထဲကိုဝင်သွားလို့ရှင်တော့အားလုံးကနင်းကိုလှောင်ပြောင်းတယောကြလိမ့်မယ်။ ဒါကြောင့်ကာဂျဲလ်ကလည်းသူ့ဆရာပြောတဲ့စကားကိုနားထောင်ပြီးအတန်းထဲမှာထိုင်နေခဲ့ပါတယ်။စာတင်နေနဲ့ဆရာကြီးကတော့သူ့ရဲ့ရုံကန်နဲ့ခဏခဏဝင်လာပြီးကာဂျဲလ်ကိုရေတိုက်ခဲ့ပါတယ်။တခါတလေသူမရဲ့ပခုံးပေါ်ကိုလက်တင်ထားပြီးသူမကိုထိတွေ့ဖို့အတွက်အမြဲတမ်းစူးစမ်းနေခဲ့ပါတယ်။ဒီမှာဘာဖြစ်လို့ကျမကိုအခုလိုမျိုးလုံနေရတာလဲ။ကျမကမျက်လုံးမြင်ရတော့ဘူးဆိုပေမဲ့အနီးနားပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုတာကိုအားလုံးမှတ်မိတယ်နော်။ကျမကိုအခုလိုမျိုးမလုပ်ပါနဲ့။ဒီနောက်မှာတော့ဆရာကြီးကလည်းသူ့ရဲ့အတန်းထဲကိုပြောင်းဝင်သွားခဲ့ပြီးစာပြန်တင်ကြားနေခဲ့ပါတယ်။ ဒီနောက်မှာတော့ဆရာကစာတင်လို့ပြီးသွားပြီးအတန်းချိန်လွှတ်သွားတဲ့အခါမှာတော့သူရုံခန်းထဲဝင်သွားခဲ့ပြီးကာဂျယ်ကိုအတန်းထဲကိုခေါ်လာခဲ့လိုက်ပါတယ်ဒီမှာထိုင်ဒီမှာထိုင်အေးစစ်စစ်ထိုင်နော်ကဲကဲကဲအရှိန်နဲ့တို့လိုက်အရှိန်နဲ့တို့လိုက်တေချာလေးထိုင်လေတေချာထိုင်ပါဆိုမှဒါရီအားလုံးကိုတော့ဆရာကြီးကတမင်တက်တက်လုံနေခဲ့တာပါကာဂျယ်ကလည်းသူ့ဆရာရဲ့မကောင်းတဲ့အတွေ့အကြုံကိုခမန်းမိနေခဲ့ပေမဲ့သူမကပညာဆက်လက်သင်ယူဖို့အတွက်လိုအပ်နေခဲ့ပါတယ်တကယ်မှာတော့ကာဂျယ်ကလည်းဒီမခနိုင်တဲ့အဆုံးပြောလိုက်ပါတော့တယ် ဆရာကျမတို့ဒီနေ့ live ပို့ဆရာမလို့တော့ပါဘူးကျမအခုမျိုးလုံးကမ်းပြီးတော့နေလာခဲ့တာအချိန်လဲကြာနေပြီဆိုတော့အင်ကိုဘယ်လန်းကနေပြန်ရမလဲဘလို့ပြန်ရမလဲဆိုတာကိုလည်းကောင်းကောင်းသိနေပါပြီစိတ်မပူပါနဲ့ကျမကိုဟုတ်ကိုပဲပြန်သွားလိုက်ပါတော့မယ်ကဲကာဂျာလ်ဒါဘလို့စကားတွေပြောနေရတာလေမင်းကမျိုးလုံးလဲမြင်ရတာမဟုတ်ဘူးလေလမ်းမှာရှောက်သွားနေတဲ့တခုခုဖြစ်သွားတဲ့အခါကြာလို့ရှင်တော့ငါပဲယဉ်ကျေးရမှာဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့ကာဂျယ်ကလည်းအတော်လေးကိုလှန်သွားခဲ့ပါတယ်။ဒီမှာကာဂျယ်ငါနဲ့ကိုပြပြစီရအကြောင်းတစ်ခုရှိတယ်။အဲ့ဒါတော့ငါနဲ့ကိုအရန်သဘောကျတယ်ဆိုတာပဲ။ အပြင်မှာရှိတဲ့သူတွေအားလုံးဘာပြောကြမလဲဆိုတော့ကိုတွေးနေတွေးနေနဲ့ငါဒီအကြောင်းလေးကိုတခါမှမပြောပြခဲ့ဘူးတော့ဒါပေမဲ့နေအခုလိုမျိုးဒုက္ခရောက်နေတာကိုတော့ငါချက်ပြီးတော့မကြည့်ရတော့ဘူးငါနဲ့ကိုတဘောလုံးစားအကူအညီပေးခြင်းပါတယ်အဲဒါကြောင့်နေငါနဲ့လက်ချနိုင်မလားဒီမကျွန်မဆရာရဲ့အတိုက်အယွဲကိုထောက်ထားညတာတော့အဖြစ်အခုချိန်ထိတီးခတ်နေခဲ့ရနော်မဟုတ်ဘူးဆိုလို့ရှင်တော့အားလုံးကြောင်းအောင်လို့အော်ဟစ်ပြလိုက်တော့မယ်ကိုစောတင်ပေးနေတဲ့အကြောင်းသားကိုအခုလိုမျိုးပြုတ်မှုဆက်ဆံစီရလားအနေဆုံးဆရာရဲ့အသက်က90ကျော်နေပြီဆိုတော့ကိုလည်းသိထားအောင်လေဘာလို့အခုလိုအရှိမရှိတဲ့ အပြုတ်မှုတွေကိုလုံနေရတာလေအဲ့လိုပြောပြီးနောက်မှာတော့ကာဂျက်ကထွက်သွားခဲ့တဲ့အချိန်မှာပဲဇေယျကသူ့ရဲ့လက်ကိုအနောက်ကနေလိုက်ကိုင်းထားခဲ့ပါတယ်လှုပ်ပါအခုချက်ချင်းကျမရဲ့လက်ကိုလှုပ်ပေးအခုချက်ချင်းလှုပ်ဒီနေ့ဆက်ပြီးတော့ကျမဒီအကြောင်းမှာဘယ်တော့မှဆာလာတင်မှာမဟုတ်ကြဘူးဒီလိုနဲ့ကာဂျက်ကလည်းအကြောင်းနဲ့တခြားနဲ့လက်ကိုလှုပ်ပြီးတော့ထွက်ပြေးသွားပါတယ်ဇေယျကြီးကလည်းအနောက်ကနေပြီးတော့ပြေးလိုက်လာခဲ့တာပေါ့ဒီမှာလမ်းပေါ်ကိုပြေးထွက်သွားခဲ့တဲ့အချိန်မှာပဲကားတစ်စီးနဲ့တိုက်မမလို့ဖြစ်သွားခဲ့တဲ့အချိန်မှာပဲကားရဲကနေကောင်းလေးတစ်ယောက်ထွက်လာခဲ့ပါတယ်ကောင်းဘောကထွက်လာတဲ့ကောင်းလေးကတော့တခြားသူမဟုတ်ပါဘူး ကာဂျယ်ကိုသဘောကျသွားတဲ့စစ်သားဆိုတဲ့အကောင်းလေးပဲဖြစ်ပါတယ်။ဒါပါလို့နေရလဲသူ့ရဲ့လက်ကိုခုချင်းနှုတ်လိုက်။မင်းရဘဲသူမို့လို့လဲကိုလန်ကိုသွားစမ်းပါ။ကျွန်တော်ကရဲအရာရှိတယောက်ပဲခမရသူ့ရဲ့လက်ကိုမနှုတ်ဘူးဆိုလို့ရှင်တော့ခမရကိုကျွန်တော်တခါတည်းအထဲကိုထည့်ပြမှာနော်။ချက်ချင်းထွက်သွားလိုက်တော့ဒီလိုနဲ့ဆရာကြီးကလည်းကြောက်လန့်တကြနဲ့ပြေးထွက်သွားခဲ့ပါတယ်။နေပါဟောကာဂျယ်ရဲ့သူကမင်းကိုဘာလို့ဖို့အတွက်စူးစမ်းနေရလဲပြောစမ်း။ကာဂျယ်ကတော့ဘာတခုမှမပြောဘဲငိုဘဲငိုနေနဲ့ပြောလိုက်ပါရဲ့ရှင်ရဘယ်သူလဲ ကျေးဇူးပြုပြီးတော့ကျမရဲ့အိမ်ထိကျမကို live ပို့ပေးလို့ရမလားဟုတ်ကဲ့အိမ်ကို live ပို့ပေးလို့ရပါတယ်ဒါနဲ့ကျွန်တော်မဖတ်မိဘူးလားကျွန်တော်ကဟိုတစ်ခေါက်ကတော့ကအိမ်ကိုလာသွားသေးတယ်လေကျွန်တော်လက်ထပ်ဖို့ကြောက်ခမရောက်သဘောကျပါမယ်ခမရဲ့မိတွေအမိကလုံးဝသဘောမတူနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ကိုညှင်းလှောက်လိုက်တယ်တကယ်တော့ရှင်ကကျမရဲ့မျက်လုံးအလှပကိုပဲအရန်ကြိုက်နေခဲ့တာဖြစ်ပါလိမ့်မယ်အခုတော့ကျမရဲ့မျက်လုံးကြွေကန်းသွားခဲ့ပြီရှင်လည်းကျမကိုသဘောကျတော့မှမဟုတ်ဘူးမဟုတ်ပါဘူးကျွန်တော်ကတော့အဲ့လိုလိုမျိုးလုံးဝမဟုတ်ဘူးခမရဲ့မျက်လုံးကြွေအရန်ကိုလှလုံးလို့ကျွန်တော်ခမရောက်ကိုကြိုက်ခဲ့ရမှာမဟုတ်ကြ ခမရတကယ်အရန်ကိုကောင်းမွန်လို့နဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုကျွန်တော်ကခမရကိုကြိုက်နှစ်တက်ခဲ့တာကျွန်တော်ခမရကိုချိန်ထီတဲ့သဘောကြောင့်နေတော့မှာပဲအဲ့လိုနဲ့စစ်သားကလည်းကားချက်ကိုလိုက်ပို့ပေးဖို့အတွက်ကားပေါ်တင်ခေါ်သွားခဲ့ပါတယ်စစ်သားကတော့အင်ကိုလိုက်ပို့ပေးပဲနဲ့အနည်းနာမှရှိတဲ့အရန်ကိုကောင်းမွန်တဲ့စရုံတရုံကိုခေါ်သွားလိုက်ပါတယ်ကဲစစ်သားကြီးမင်းတည့်ရလားသူ့ရဲ့မျိုးလုံးရဲ့အလင်းရောင်ကလုံးဝကိုပျောက်ကွယ်သွားခဲ့တာမဟုတ်ဘူးလေသူ့ရဲ့မျိုးလုံးကပြန်လဲကူးသားလို့ရတယ်အမြန်ဆုံးကူးသားမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့မှကောင်းသေးတယ် တို့မေကိုတိုင်းကပဲသူရဲ့မျက်လုံးကိုမကူတာပေးဖို့အတွက်ငါတို့ကိုတားမြစ်ထားတာအဲ့ဒါကြောင့်ငါတို့လည်းဘာမှလှုပ်ပေးလို့မရဘူးကောင်းပြီဒါဆိုလို့ရှိရင်တော့သူရဲ့မျက်လုံးတွေကိုအမြန်ဆုံးပြန်ကောင်းသွားအောင်လို့လှုပ်ပေးလိုက်ပါအမြန်ဆုံးကူတာပေးလိုက်တကယ်လို့ခမောင်သူရဲ့မျက်လုံးတွေကိုမကူတာပေးဖို့ဆိုလို့ရှိရင်တော့သူရဲ့မိထွေးနဲ့အတူတူခမောင်ကိုပါကျွန်တော်ထောင်ကျရအောင်လှုပ်ပြမယ်ဒီလိုနဲ့စစ်သားကလည်းကာကြက်လေးရဲ့မျက်လုံးတွေပြန်လဲကောင်းမွန်သွားအောင်လို့ဆေးကူတာပေးခဲ့ပါတယ်နှစ်ရက်ကြာသွားတဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေကလည်းပြန်လဲကောင်းမွန်သွားခဲ့ပါတယ် ညလုံးတွေပြောင်းလဲကောင်းမွန်သွားခဲ့တဲ့အခါမှာတော့စစ်သားကလည်းကာဂျယ်ကိုခေါ်ပြီးကာဂျယ်ရဲ့အင်ကိုသွားလိုက်ပါတယ်။ကျွန်တော်ဒီတစ်ခေါက်တော့ခမရကိုခွင့်လွှတ်ပေးလိုက်မယ်။ခမရရဲ့တမီးကိုသားဆိုလို့ရှိရင်တော့ခမရဒီလိုမျိုးလုပ်ပါမလား။ဘာဖြစ်လို့သူ့ကိုအခုလိုမျိုးဒုက္ခပေးနေရတာလဲ။ကာဂျယ်အတွက်ကြောင့်ခမရကိုကျွန်တော်အခုလွှတ်ပေးလိုက်တော့သွားကြမယ်ကာဂျယ်လေး။ဒီမောင်မင်းထပ်ပြီးရောနေစရာမလိုတော့ဘူး။ဒီလိုနဲ့စစ်သားကလည်းကာဂျယ်ကိုသူ့ရဲ့အင်ကိုခေါ်လာခဲ့လိုက်ပါတယ်။စစ်သားကသူ့ရဲ့မိဘတွေကိုလည်းကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါသေးတယ်။ ။ဒါကြောင့်စစ်သားနဲ့ကာဂျဲလ်ကူမိဘတွေကလည်းသဘောတူပြီးလက်ချပေးခဲ့ကြတာပေါ့။မင်းပထမအဦးဆုံးတွေ့မြင်ခဲ့ရတဲ့အချိန်မှာပဲလက်ချမယ်ဆိုရင်မင်းနဲ့ပဲလက်ချမယ်ဆိုပြီးတော့ငါတွေးထားခဲ့ရော။ဖျားသခင်ကငါတို့ကိုဖူးစာဆောင်စေခဲ့တယ်ကြည့်ပါအောင်ဒါဘလောက်ကြောင့်မှစမ်းချင်လိုက်တယ်လေ။အခုဆိုရင်တော့စစ်သားနဲ့ကာဂျဲလ်တို့နှစ်ယောက်စလုံးကလည်းပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားခဲ့ကြပါတော့တယ်။